ုံးမမင်္ဂလာပါ။ဘုန်းကြီးပြည်သားချင်းတဲ့အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အေးချင်းညချင်းစီးပွားတက်စီပြီးငွေငွေထီချဲပေါက်စီမဲ့အစွမ်းထက်အရေတရာကိုဆံမလေးကပြပြပေးသွားမှာဖြစ်ပါလေရှင့်။အခုဆံမပြပြပေးသွားမယ့်ရေတရာကနေ့ချင်းညချင်းစီးပွားတက်စီမဲ့ငွေငွေထီချဲပေါက်စီမဲ့အစွမ်းထက်ရေတရာလေးပဲဖြစ်ပါလေရှင့်။ဒီရေတရာလေးကအရန်ကိုလည်းအစွမ်းထက်တယ်အရန်ကိုလည်းထူးခြားပါလေရှင့်။ ဒီရေရလေးမပြောပြခင်မှာစမလေးဒီ page ကို Lion Forum လေးလို့ပေးထားပါရှင်။စမကတော့တအားနဲ့ဗီဒီယိုရေရများကိုပြုတ်ချပေးသွားမယ်။စမလေးသုံးခန့်မိပဲဖြစ်ပါတယ်ရှင်။ဒီရေရလေးကိုပြုလုပ်ပြီးတဲ့ခါကျရင်ကြီးပွားရေးတွေတိုးတက်လာမယ်၊ငွေငွေလာမယ်၊ထီကျဲပေါက်လာမယ်၊အလုပ်ကိုင်တွေကောင်းလာမယ်၊အရာအဝယ်တွေကောင်းလာမယ်ပေါ့နော်။ဒီရေရလေးကလည်းအရန်ကိုထူးခြားရအောင်မို့လို့စမလေးကိုယ်တိုင်ကလည်းအမြဲတမ်းပြုတ်လောက်တာမို့ ခုနရသမီးများလိုက်ပြီးတော့အဲလှုပ်ဆောင်ကြည့်ပါလို့ဇမားကပြောချင်ပါတယ်ရှင့်ဒီရေရာကိုပြုလုပ်တဲ့အခါမှာဇမားတို့ကပကံများတစ်ချက်ပေါ်မှာရေအနှဲငယ်ထည့်ရမှာရှင့်ဒီမှာဇမားရေအနှဲငယ်ထည့်ထားပေးပါတယ်နော်ရေအနှဲငယ်ထည့်မယ်ရေအနှဲငယ်ထည့်ပြီးရင်ဇမားတို့ဂျင်းပေါ့နော်ကျင်းထည့်ပေးရမယ်ရှင်။ခုတိုင်းနေအစဉ်ပြေဖို့အတွက်ဆက်မတို့ဒီဖျောင်းနိုင်လေးတတိုင်ထုံးပေးရမယ်ရှင်။ဒီဟာကိုမြတ်စွာဘုရားရှင်ကိုရောမြကြီးကိုမလူခင်ပါဘောနော်။အဲဒီပကံများလေးကိုကင်ပြီးရော 24ပစ္စည်းအကျဉ်း12ခေါက်ယူပေးပါရှင်24ပစ္စည်းအကျဉ်း12ခေါက်ယူပြီးတော့ကျမတို့မီးညင်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမကြီးကိုလူပေးပါရှင်ဒီရေတရားလေးပြီးသွားရင်ကျမတို့ကဒါနေချင်းညချင်းစီးပွားတက်စီမဲ့ရေတရားပေါ့နော်ကံအားကိုကျမတို့ကထောက်ပံ့ပေးမဲ့အတွက်နောက်ထပ်ရေတရားတစ်ခုကျမကထပ်လုပ်ပေးစေချင်ပါတယ်ရှင်အဓိကရေတရားနှစ်ခုလုံးရမှာပေါ့နော်ဒီရေဒီယာလေးကလည်းအရန်ကိုလွယ်ကူရွေးချင်ပါတယ်ရှင်။ကျမတို့ဘာလို့အဲ့လဲဆိုတော့ပကံပြားပေါ့နော်။ပကံပြားတစ်ချက်လိုအပ်ပါတယ်။ပကံပြားတစ်ချက်ပုံမှာကျမတို့ ဆန်ဟို၅ပုံပုံရမှာပဲရှေ့ဒီမှာ1နှစ်35ပေါ့နော်၅ပုံပုံရမယ်၅ပုံပုံပြီးွားရင်ဆမ်မတို့ဖျောင်းနိုင်ကိုထုံးမယ်ထုံးပြီးွားရင်ဒီလိုမျိုးကင်ပြီးရောဂုံတော်ကိုပါ၁၁ခေါက်ရွတ်မယ်ရွတ်ပြီးွားရင်မြေဆွာပြန်ရင်ကိုရမယ်ကြီးကိုကတ်လူပေးမယ်ကတ်လူပေးပြွားရင်ဆမ်မတို့ဒီဖျောင်းနိုင်ကုံသွားတဲ့အခါကျရင်ပေါ့နော်ဒီဖျောင်းနိုင်ကိုနှုတ်ပြီးရောဆမ်မဒီဆန်ကိုဆမ်မတို့ပေါ့နော် စာကလေးပဲဖြစ်ဖြစ်ငှက်စာခိုးစာပေါ့နော်ဇမလေးတို့အငှက်စာခိုးစာဇမတို့ကြွေးပေးရမှာဖြစ်ပါတယ်ရှင်ဒါကတော့ဇမကကန်အထောက်အပံ့ကိုရစေအောင်တို့ဒီငှက်စာကြွေးတဲ့ကုသကောင်မှုကိုပေါ့နော်ပြုလုပ်ခိုင်းတာပါရှင် ဒီ area လေးနှစ်ခု ပြုလုပ်ပြီးသွားရင်ရပါပြီရှင်အဓိကကဇမကနေချင်းညချင်းလဲစီပေါ်တက်စီမယ်မိမိကံနေလဲကံအထောက်ပံ့ရစီမယ်ပေါ့နော် area လေးတွေကိုလုပ်ပေးခြင်းဖြစ်ပါတယ်ရှင်ဇမရဲ့ဒီ video လေးကို like and share လုပ်ပေးထားပါဇမရဲ့ page ကိုလည်း like and follow လေးလုပ်ပေးထားပါဒါမှဇမနှစ်စဉ်တင်ပေးတဲ့ကုသိုလ်ပြု area လေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့အမ်ပြီးရင်စမစီမှာပေါ့နော်စမရေကျမတော့အတိုက်ခတ်အနှောက်ရှက်တွေရှိရပေါ့နော်အဲ့ဒါစမအငဲလုနေကြရေရတာတခုရှိရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့စမတို့ဒီလိုအပ်တာတော့တက်မြာတိကိုလုံးလိုပါတယ်ရှင့်ပကတိကိုလုံးမှာပေါ့နော်မြတ်စွာဘုရားရှင်ကိုရမဲကြီးကိုစမတို့လှူပြီးတော့ဆူတောင်းပြရမှာပဲရှင့်ဒါနာလိုအတိုက်ခိုင်းအနှောက်ရှက်တွေမကဘူးပေါ့နော်စမတို့မိမိရဲ့အညံ့နေပါပါအောင်လို့စမကအငဲတဲ့စမဒါလုတ်တဲ့ရေရရလေးပေါ့နော်ဒီဥပမာဒီတက်မြာတိကပေါ့နော်စမတို့ ပုတ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်နွမ်းသွားတာပဲဖြစ်အဲ့ဟာအတိုက်ခိုက်အနောက်ရှက်ရှိလို့ပါရှင့်ဒီဒီဟာကိုတကယ်လို့ဒါတလုံးသာပုတ်သွားမယ်ဆိုရင်ဆမရဒါကိုအကုန်လုံးကိုစွန့်ပေးရမယ်ဟိုတကယ်လို့မပုတ်ခဲ့ဘူးဆိုရင်အကုန်လုံးကောင်းနေဆိုရင်တပတ်တိတိကောင်းနေဆိုရင်တပတ်တိတိပဲထားပြီးပြောထားရင်အကုန်လုံးကိုဆမရကစွန့်ပေးရမယ်ပြန်ပြီးတော့အသုံးပြုလို့မရပါဘူးဘာဖြစ်လို့ဆိုတော့ခိုက်တက်လို့ပါရှင့် ဟုတ်ကဲ့အာဒီရေရီယာလေးကစမတ်ကိုရိုင်းအမြဲတမ်းလောက်တာပေါ့နော်တပတ်နေလို့အစ်စ်လဲပေးတယ်ရှင့်တပတ်နေတခါပေါ့နော်အစ်စ်လဲပေးတယ်ရှင့်အဲစမတ်ခုနပြောဖို့မိသွားတာပေါ့နော်ဒီဂျင်းရေရီယာလေးကိုကြတော့စမတ်တို့ခုနှစ်ရက်တိတိပေါ့နော်ဒါထွန်းပေးရမှာပါပေါ့နော်ဒါကတော့ဖះဆင်ဖះเจ้าဆောင်းပေါ်မှာ ထားပြီးတော့ဒါခုနှစ်တီတီထုံပြရမယ်ဒါတနည်းကိုတခါပေါ့နော်ခုနှစ်ရက်တီတီပေါ့နော်မြေစာပြည့်ရှိကိုရမယ်ကြီးကိုထုံပြရမှာဖြစ်ပါတယ်ရှင်ဒီတံမြတ်တီရေတရာတော့ကျမဒါအပိုထက်ဆောင်ရေတရာပြီးတာပါလက်ဆောင်ပြီးတာပါကျမအငဲလုတ်တဲ့ရေတရာပါတပတ်တခါလဲပြီးတယ်တကယ်လို့တပတ်အတွင်းမှာ တမန်ကြီးတလုံးကပေါ့နော်ဥမာနှစ်ရက်သုံးရက်အတွင်းမှာတမန်ကြီးတလုံးကပုတ်သွားနှမ်းသွားတဲ့ခါကျရင်အကုန်လုံးလွတ်ပြစ်ပြီးတော့အစ်စ်ထက်လဲပါရဲ့ရှင့်ဒါကတော့ဆံမအမြဲပြုတ်လို့နေတဲ့ကုသိုလ်ရေတွေကလေးပါရှင့်ဒီဆံရေတွေကတော့တစ်ခါပဲလောက်ပါမှာပဲရှင့်တနေ့လေးပြုတ်လို့ရမှာဖြစ်ပါရဲ့ရှင့်ဒီ15ပုံပေါ်ပုတ်ပြီးရင်ဖြောင်းနိုင်မှာထွန်းပြီးတော့ ဖျောင်းနိုင်ကုန်သွားတဲ့အခါကျရင်စမော်ဒီယာငှက်စာခိုးစာကျွေးရမှာဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုဆောင်းကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင့်ဒီစမရဲ့ဒီကောမန့်အောက်မှာလေးပေါ့နော်မိမိရဲ့နေ့လည်လေးကိုမှတ်ထားပေးပါစမလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဒေသသမီးများအားလုံးကျမချမ်းသာကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်